ကဲကျွန်တော်အားလုံးပဲပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီနေ့ရဲ့ကျွန်တော် match အဲဒီ match နံပါတ်2ပေါ့နော်ကျွန်တော် AI Sport နဲ့ The Coin YouTuber C တို့ရဲ့ပွဲစဉ်ကြီးပဲဖြစ်ပါတယ်ဗျာဟုတ်ပါတယ်ကျွန်တော် traffic တွေကတော့ပြီးဆုံးသွားခဲ့ပြီဗျာကျွန်တော်ဒီ traffic မှာကြည့်မယ်ဆိုလို့ရှိရင်တော့ AI Sport အနေနဲ့ pick off ရွေးချယ်ထားတာမျိုးတွေ့ရသလို ကျွန်တော်ဒါဂျော့ထွက်ထွက်လာနေတာတခုမှာတော့နောက်ကနေပြီးတော့လေကျွန်တော်ဒီ damage payment mage ကလည်း omen jane ကြီးကင်ထားနေတာအဲ့တော့ကြောင်းမလို့ blatina အနေနဲ့ကလည်းကျွန်တော်ဒါ rocher ultimate တွေအားဆာကူးလို့ရတယ်ဆိုတော့အရင်ရောမစိုးလို့ပဲပြောရအောင်ပါပဲဗျာဟုတ်ပါတယ်ကျွန်တော် msa 2025ရဲ့ regular season we4 day number 4 we4 ရဲ့အပိတ်ပွဲအပိတ်နေ့လို့ပြောလို့ရတယ်ဒါပေမဲ့လည်းဒီချိန်မှာတော့ ai sport နဲ့တကုန် university တို့ရဲ့ထိတ်တဲတဲ့ပွဲစဉ်ရဲ့ best of 3 series game number 1 loud drama ရှေ့ပြိုင်မှုတွေရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ် kenaruki

ဂျန်ကေစော့ထားတဲ့အနေထားတစ်ခုပေါ့နော်ဒီပွဲကတော့သူ့ရဲ့ဂျန်ကေဘယ်လောက်ထိအစွမ်းထက်မလဲကျွန်တော်တို့ဒါထုတ်ပြမယ်ပွဲတစ်ခုလို့ပြောရမယ် Resist အနေနဲ့တော့တစ်ဖက်က Rebuff ကိုပါလာ Red ချင်တဲ့ပုံစံမျိုးတော့မြင်နေရပြီဗျာ DG Unit နဲ့ဒါသူ့ရဲ့ Blaze ပြောင်းလာတော့မှလာတော့ကြည့်ရမယ်နော်อืมဆိုတော့အလဲမှာတော့ Oh my Genie အနေနဲ့ကတော့ဒီဖက်ကဒီ Fine ကိုတော့တော်တော်လေးသွေးလျှော့လာတဲ့ပုံစံတစ်ခုတွေ့ရတယ်ဒါမဲ့လည်း Fine ဒီသူ့ရဲ့ဒီ Star Shatter ရဲ့ဘိုင်းနဲ့လည်းသူကိုယ်တိုင်ပြန်ပြီးတော့တစ်ဖက်ကိုသွေးလျှော့လာရတယ်ဗျာဆိုနောက်ဆုံးတကုံ University ပစ်လိုက်တဲ့ Last Pick Volta ရဲ့ Air for the တော်တော်လေးသူ့ရဲ့ Jungle ဆုံး Safe ထားနိုင်မယ်ထင်ခဲ့တာဒါပေမဲ့လည်းတော်တော်ဖက် ဂျောတို့နာရူကီတို့ဒီဂျောဟန်ဒီသူရဲ့စမတ်မေဇယ်ကအားလီဘက်မှာတော်တော်လေး damage ပါတယ်ဒီရောက်ခွင့်ကောင်းယူပြီးတော့တစ်ဖက်သင်းဒီဂျန်ငယ်စုံထဲကိုလာရောက်ပြီးတော့ AI eSport အနေနဲ့ကြီးစိုးထားတဲ့ပုံစံတစ်ခုတော့တွေ့ရပါတယ်ဟုတ်တယ်ဂျောဟန်အနေနဲ့ကတော့ first 2 minute တွင်မှာတော်တော်လေး strong နဲ့ hero တကောင်လို့ပြောရမယ့် ejector flick ကပေးရချားမှာတော့ hero key ပထမဆုံးပဲနာရူကီ first blood ရရှိခဲ့ပြီဗျာအာလီတော်တော်လေး damage channel ပမာဏတစ်ခုတော့ပြသလို့သွားခဲ့နေတယ်တစ်ဖက်မှာ oh my genie တော့ရအောင်မေ resist အနေနဲ့သိမ့်ပိုက်သွားသူကိုယ်တိုင် sacrifice လိုက်ပြီးရဲ devakin ဒီပါကျွန်တော် naruki နေနဲ့ပိုင်ဆိုင်သွားခဲ့တယ်ဗျာဆိုတော့2 for 1 trade ဆိုတဲ့ပုံစံမျိုးနဲ့တော့ point 10မိနစ်ခွဲမှာတော့စပြီးမြင်နေရပြီ ian esport အနေနဲ့တော့ဒါ goal လေးမှာကြည့်မယ်ဆိုလို့ရှိရင် elite grand ကြောင့်ကျွန်တော်မြင်ရမယ်တစ်ဖက်မှာတော့ moscow ဆိုတဲ့အတွက်ကြောင့်မလို့အားလေးမှာတော့နည်းနည်းဖိအဖိအပေးကစားနေရမျိုးလဲကျွန်တော်မြင်နေရတယ်ဗျာအတင်းမလောက်နေနေကျွန်တော် team mate ကိုပြန်လဲပြီးတော့ carry လုပ်ပေးနိုင်တဲ့ player တယောက်ဖြစ်တဲ့ leader ဒီဒီပွဲမှာတော့ကျွန်တော် MSA series တောက်လျှောက် regular season တောက်လျှောက်မှာဒီ mini တွေစားပေးတွေအများဆုံးပိုင်ဆိုင်ထားတဲ့ hero တကောင်ဖြစ်တဲ့ဒီ grand jaw သူအနေနဲ့ရရှိထားခဲ့တယ်ကျွန်တော်အားလုံးမှာတော့ဒီဘက်ကဒီ moscow ကိုသူအများကြီးလှုပ်လှုပ်ပေးနိုင်နေဆိုမင်းလဲ moscow ဒီလေသွားပြီးတော့ legend shot တော့လို့မရဘူး hero တကောင်ဗျာဆို black naruki နှစ်ယောက်တာတေကိုစား try နေတယ်ပဲ oh my jane ကရောက်လာအနေထားတစ်ခုဆိုတာတေလည်းရောက်သွားပြီဒီဘက်မှာလည်းမစီ rebel ကိုသွားနောက်နေကြမှာ guardian နဲ့လမ်းကုန်ထားအနေထားတစ်ခု black မီးတို့မီးရဆိုမင်းဒီဘက်ကဝင်လာတယ်ပဲပုံများနေတယ်ပဲ ai esport ီယူကနောက်တကောင်မှာထိုက်ရသားသေးတယ်အေးနေနဲ့မရတော့ဘူးဗျ refer to light လဲဖေးဖူးွားအချိန်တိုင်းတာတစ်ခုမှာသူကိုယ်လည်းပြန်လဲပေးဆက်လိုက်ရတယ်ဗတာတင်နဲ့တူ buff အပြင်ကိုမှ George Angela ပါပေးလိုက်လိုက်ရတယ်ကျော်ဒီဘက်ကတကောင် University ဒီအချိန်မှာ AI eSport ကိုတော့ခေါင်းမော့ပြန်လှုပ်ဖို့အတွက်တော်တော်လေးခက်ခဲသွားတဲ့ပုံမှန်တစ်ခုပဲဖြစ်တယ် Millen ရဲ့ first order သူတို့ကောင်းကောင်းကြီးမကာနိုင်ဘူးဆိုရင်တော့တေးကြတဲ့ Jungle Zone ကဒီတစ်ပို့ပြီးတော့ end များအောင်ပါမှာဗျာဟုတ်တယ်အခုတောင်မှပဲ Jungle Zone မှာသူတော်တော်လေး pressure ပြီးနေပြီဗျာ2 minutes ဆိုတဲ့ timing တစ်ခုမှာ2400လောက်ထိ ဖမ်းပြီးအသာပေးပြီးဆော့ကစားနေရတယ်ဆိုတော့တော်တော်လေးကျွန်တော်တို့ဒါရုံထားမှုခက်ခဲတဲ့အခြေအနေတခုကိုပိုင်ဆိုင်သွားပြီဗျာအရင်တော့ဂျူရိုတော်တော်လေးကောင်းခဲ့တဲ့မေဒရာအဖာ12လုံးလေးထုတ်လာခဲ့တယ်ဆိုပေမဲ့လည်းဒီအချိန်မှာမေဒရာဒီသူ focus assessment နဲ့ထွက်လာတယ်ဗျာ item တော်တည်းရဲ့အချိန်ဒီမှာတော့ဒီ support account တွေနဲ့အရင်မှာတဲ့ပုံစံတခုတော့ပြသနိုင်မှာမဟုတ်ဘူးပြီးတော့သူရဲ့ skill to guide နေဝင်တည်လဲကျွန်တော်ဒါ management ကောင်းကောင်းလုပ်မှရမယ်ဗျာကူရောင်းအရာပြန်ပြီးတော့ nap တဲ့ပုံစံမှာတခါ3မိနစ်12မိနစ်12စက္ကန့်လောက်သူတော့ပြီးတော့ delay ဖြစ်မယ်ပေါ့နော်အဲ့တခုတော့ရှိတယ်ဗျာ ကျွန်တော်ဂိုးလေးမှာကြည့်မယ်ဆိုလို့ရှိရင်လည်းအလီတာအနေနဲ့ကကျွန်တော် level တစ်ဆင့်လောက်ထိတော့စပြီးတော့တာနေပြီ။ဒီမှာလည်း black အနေနဲ့တော့ကျွန်တော် flicker ရပါလိမ့်ရှိရဆိုတော့ကျွန်တော်ဘယ်တစားကျွန်တော်စလို့ရရင်မစီလည်းရောက်လာပြီ။ ထမလေးအိုးမဂျင်းကြီးလည်းရှိတယ်ထမလေး great vision ပေါ်ထားတဲ့အနေဒါတစ်ခု world cup မှာရောက်လာနေတယ်ပဲကျွန်တော် 4v4 situation မှာတော့ ace 3တော့ shot ခံရပေမဲ့လည်းကျွန်တော်ဒါအရင်ပြတ်ဖို့လွယ်မှာမဟုတ်သေးဘူးဗျ။နောက်မှလည်း star shutter တွေပါပြီးတော့လမ်းတော့ထုလိုက်တယ်ပေါ့နော်။ ace ကတော့3တောလောက်ကြီးကိုင်းသွားတယ်။ tadepo wood ကလည်း second 30လောက်ကျန်နေသေးရဆိုတော့သူပြန်ပြီးတော့ combine လာဖို့အတွက်အချိန်ကတော့လုံလောက်သေးရဗျ။ဒါပေမဲ့လည်းအားလီမှာကျွန်တော် hugo 4កောင်လောက်ကြီးပေးရထားတယ်။ဒါကို university ဒီတစ်ခါက black anarchy နှစ်ကောင်ပေါင်းပြီးတော့ pressure ပေးတဲ့ Danny ကိုတော့သူတို့တော့ရှောက်ခံနေရတယ်။ဂျန်ကင်ဆုံးလေးမှလည်းကောင်းအောင်မို့စားသုံးလို့မရတဲ့ alpha တွေကိုတွေ့နေရတယ်ဗျာဒီလား။ဟုတ်တယ်။အဲ့မှာတော့ Joe Ejector အဲ့မှာလည်း AOG တမ်းပြီးခုံထားတယ်မနှက်ကောင် speed ကမှာ set site တယ်။အဲ့မှာ DGU ဘယ်လိုပြဿနာအောင်မလား Platina ပြန်ပြီးခုံထားတဲ့အနေအထားတစ်ခုမှာတော့ တော့မှလည်းနောက်တော့အသာလေးတော့ပြန်ပတ်နေရပြီကျွန်တော် where for where race ဆိုတဲ့ position မှာ Roma တကောင်ရလိုက်တယ်နောက်မှာ Omega Genie ကိုပဲထပ်မံအဆုံးသတ်ဖို့တချိုးသားနေပဲ Ace and Break it ပဲကျွန်တော်နောက်တဲ့ last hit ချက်မှာတော့ Debake ထိပါရရှိလို့သွားရနေပဲ Hurricane နှစ်ကောင်ဒီနေရာမှာပြန်လဲပြီးတော့ပဲဒဂုံ University ရရှိလို့သွားခဲ့တယ်ဗျာ Vans ပြန်ပြီးတော့ရောက်လာခဲ့လို့ဆိုတော့သူတို့ Damage Outpost ဘက်မှာအနေငယ်သွားပြီးတော့ power ပတ်သက်ခဲ့တာဒီတိုင်းတော့ရင်တော့ကျွန်တော်ဒီဘက်ကဒဂုံ University ဒီအရင်ကျွန်တော်ဒီ35ဒီမှာလွယ်ကူမဲ့ပုံစံတစ်ခုတော့မဟုတ်ဘူးဗျာဟုတ်တယ်ကျွန်တော်35ဒီမှာအရင်ဝင်တူးပြီးတော့လွယ်ကူမှာမဟုတ်ဘူး Resist နဲ့ထားတယ် ဆက်ပြီး try နားသေးတယ်ထွက်မှလည်းကျွန်တော် find vision light ကြည့်ဖို့စူးစမ်းပေမဲ့လည်းမတွေ့ဘူးပြ favorite fight ဆိုတဲ့ situation တစ်ခုမှာတော့ထွက်မှလည်း AI sport ကျွန်တော် family ကတော်တော်လေးတာနေအနေထားတာတွေကသွေးတော်လေးနည်းနေပြီထွက်မှလည်းဒီ GU ဝင်လာအောင်လား net rookie ပဲတာတွေပိုင်နေတာလားမ black I'm sorry for Egypt ကြားမှာရောနောက်တကဝဲလ်တာဝါပိုင်ဆိုင်လိုက်တာဗျာဘက်ကအနေငယ်သွားပြီးတော့လိုဝါတဲ့ခါတစ်ခုမှာတော့ဝေါ်တာဒီကျွန်တော်တစ်ဖက်က Egypt ပေးလိုက်တဲ့နောက်မှာဘက်က damage တွေနဲ့အတူပဲခါလေးပဲ hero key ချက်ရှုံးသွားခဲ့တယ်ဗျာဂျန်ကန်လာမရှိတော့ရဲ့ရောခွင်ကောင်းပြီးတော့ online crit တွေကိုကြိုရှင်းပြီးတော့နောက်ထပ်တက်လာတဲ့ wave တစ်ခုနဲ့နှစ်ယောက်ပေါင်းပြီးတော့ဒီ tower ကိုချိုးဖို့အတွက် AI eSport ဒီကြံရွယ်နေခဲ့တယ် Vance Ace နှစ်ယောက်တော့ရှိတယ်ဗျာကာဘိုတော့ကတော့ 2% saturation ဆိုပေမဲ့လည်းအရန်တော့လွယ်ကူမဲ့အခြေအနေတခုတော့မဟုတ်ပါဘူး black ကြီးကြတော့မြောက်ထားတယ်အထွတ်မှာလည်း graduation ထောက်ထားနေထားဆိုတော့ရန်ခေါင်းတို့မလွယ်ဘူးဗျအထွတ်မှာလည်း GGU ၄ရောက်ပြန်ရောက်လာနေမှာ resist ဟိုဘ extending ဖြစ်သွားပြီလား နောက်မှလည်းကျွန်တော်ဝင်လာ damage ကြမှာ AOG လမ်းတစ်ခုထား resin နဲ့စပြီးကြတယ်နောက်မှလည်းကျွန်တော်တို့တသိန်းလုံး AE sport ပြန်တက်လာဖို့ကြိုးစားနေနေတယ်ဗျ DGU ပြန်ပြီး forward လိုက်ရပြန်ပြီ item ထွက်သေးတဲ့အခါတစ်ခုမှာရော resin ကြီးအရင်အလုံးလုံးလို့ရအောင်မဟုတ်ဘူးဗျ cycling အကြီးကြီးမှာတုံးပြီးတော့တစ်ဖက်က Mazio သူဖြတ်ဖို့တဲ့ကြိုးစားခဲ့တာဒီချိန်မှာ Melee ရဲ့ tower တော့ Caribe AE sport နေ force ပြီး refer to light တုံးထားတဲ့ ace နေရဲ့ရှေ့မှာ rely cannot ဆိုမလဲ back damage နေနေနောက်မှ Messi အကုန်လုံးဖြည့်ရှင်းထားတဲ့အခါမှာတော့လုံးဝရောက်မလာခဲ့တယ်မဟုတ် Walter Messi နဲ့အတူ type back နေနေနောက်နောက်ထပ် hero gate ကောင်တော့ကျွန်တော်တစ်ဖက်ကတကော igual tem, velho. Mais... ပေးလိုက်ရရွေးဖြစ်ပါ रे ဟောဒီ GU fans တွေနဲ့လည်းကျွန်တော် record ပြတ်ထောက်သွားပြီသူတို့ရဲ့ rapper ကတော့ကျွန်တော်စိတ်ပြမှာတော့မဟုတ်တော့ဘူးဗျာဂျန်ကင်းစုံတွေတော်တော်လေးနှောက်ရှက်ခံနေရတဲ့ကြားမှာတော့ DGU သူတို့လိုအပ်နေတဲ့ family ကိုဘယ်ရောက်ပြန်ရှာမှာလဲဆိုတဲ့မေးခွန်းတစ်ခုတော့ရောက်လာပြီ online မှာလည်း a leader first tower တခုထပ်ပြီးပိုင်ဆိုင်အောင်မယ်ပေါ်အောင်မှာပြန်ကြည့်ရမယ်ဆိုလို့ချင်းလည်းကျွန်တော်တို့က Nuruki နေနဲ့ first tower တော့ပြီး rush over မှာဗျာကဲဟိုကျွန်တော်တို့ဒီ side lane တွေကအစကျွန်တော် main lane မှာလည်းတကယ်ကိုအဆင်မပြေဖြစ်နေတဲ့ Dragon University ဒီချိန်မှာတော့ AI eSport ရဲ့ဒါလုံးဝ aggressive style ဆော့လာတဲ့ early intro ဘိုင်းတွေကိုသူတို့နေရုံထွက်လို့မရဘူးဖြစ်နေခဲ့တယ် ဗောတာဂျာနောက်ပိုင်းကတော့အဖာဒီပုံမှန်တိုင်းပဲနေဆိုင်ရပိုလရှင်ကတော့ကြာမှာလောစင်နေတော့ဝါအေးစ်တော့ပြီးွားပြီဒါပေမဲ့လည်းတစ်ဖက်မှာသူထပ်ပို့ပြီးအိုင်နထရနေတဲ့အခါမှာတော့နာရူကီရဲ့ဆိုးစီပါရီဘလေးဆော့စ်ဒီအီဗကွေလာတွေကိုခံနိုင်ရှိပါမလားဆိုရယ်မေကိုထုတ်စရာလေးလည်းသွားပြီးရှိနေရဲ့ဗျာဟုတ်နာရူကီနောက်ကတော့ပြန် forward ထားရတယ် DGU သူတို့နေထားတဲ့5မှာတော့တော်တော်လေးစိတ်ဝင်စားတဲ့ပုံစံပဲဗျာတာတယ်မှာတော့ လေးယောက်လောက်ထိ last stand နေရာမျိုးတွေ့ရတဲ့အော်သားမှာတော့ Vance နေတယ်တော့ချက်တွေပြက်ခွဲနေတယ်ပဲ Elder ပြန်ပြက်ဖို့ကြိုးစားမယ်မလွယ်သေးဘူးဗျ Tata 5ကိုလည်းကျွန်တော်ပြန် focus ရအောင်လားလို့ကြည့်ရမယ်ပေါ့နော် Tata ရယ်ဆက်ပြီးတော့ try နေရာမျိုးလည်းမြင်နေရရင်းနေပဲ Black Ejector Flicker Quality လေးပဲမြောက်ထားမှာ Razor ဆက်ပြီးကြားတယ်ဗျ Supporter မရှိတော့တဲ့အခါကဏ္ဍတစ်ခုမှာတော့ဒီဘက်က Speed out Alpha သုံးပြီးတော့ပဲပြန်လဲ4 pack number Speed out Stand ထပ်ဝင်လာချင်မှာ Messi ကြားညက်နေတယ်ပဲ Rocket Light သုံးလိုက်ဒါပေမဲ့ဆိုးစီပါကြားလဲမှာ Walter ပြန်လဲတီးဆုံးလို့တွိုင်းနေပဲ Ace တောင်းတော့ Avada Guardian သုံးပြီးတော့ပြန်လဲ4 pack သွားခဲ့ပါပြီဗျ So live way အနေနဲ့တော့အပေါ်လဲမှာ Nerukhi second down တိုင်းထပ်ပြီးသိမ်း အောင်မယ်အလင်းလဲ first round လောက်ပဲကြံတော့အချိန်တစ်ခုမှာတော့ AI eSport အနေနဲ့ first round ထပ်ပြီး region မလောက်ပြန်ကြည့်အောင်မယ်ဗျာအလီတာကျော်အောက်မှာလဲခုနဘိုင်ဝမ်အနေထားမှာတစ်ခါက vs ကိုသူရအောင်တတ်နိုင်ခဲ့တယ်ဗျာဘိုင်ဝမ်အနေထားရရှိလိုက်တဲ့အတွက်ကြောင့်ပို့ပြီးတော့ကောင်းတယ်ပြီးတော့35မှာလဲ AI eSport ဒီအစားကြီးရရှိလာတဲ့ပုံစံတစ်ခုအားလီမှာ pressure ပေးနိုင်မယ် hero တစ်ကောင်ဖြစ်တဲ့ racing ကိုသူတို့တစ်ခါနဲ့ ejector တုံးပြီးတော့ဖြတ်လိုက်တာသူတို့တို့ကကောင်းကွက်တစ်ကွက်လို့ပဲပြောရမှာပေါ့နော်ကျော်တွဲလုံးတစ်ခုဖြစ်နေရဲ့ဒါ method effort တွဲလုံးကလဲဒီချိန်မှာအရန်လုံးမဖြစ်ခဲ့သလို jungle resource ပိုင်းနေသားစားတောက်လျှောက်နှောက်ခံနေ ရတဲ့ Walder တိ level 5ကိုသွားကြည့်ရမယ်ဆိုရင် Naruki ရဲ့ level 7နဲ့ကျွတ်တူ level 6ဆိုတော့ဒေးစင်းတော့ဘွားကွာနေရတယ်။ဟုတ် Black Lemon Agent မြောက်ထားတဲ့ဂျာမဟူးကတောင်စရရတယ်။ Ace နဲ့ပြန်ဘက်မှုစူးစားနေတဲ့အနေထားတစ်ခုမှာတော့ Guardian မရှိချိန်တစ်ခုမှာတော့စပြီးကြတယ်။မှ Platina ဖြတ်ပြုတ်ဝင်လာအောင်မလား Guardian ဂျာမှာနှစ်ကောင် Elite တာဘကေးဒီမှာတိမ့်ပိုက်ခဲ့တာဗျာဒီနေရာမှာ Hero K 4កောင်လောက်ទីကိုတကွန် University Face Set လိုက်ရရင်လည်း AN Esport ရရှိ Warrior Hero K တွေကိုခင်ကောင်းယူပြီးတော့ Melee မှာရှိနေတဲ့ Second Tower နေ Signing Online Bottom Lane မှာရှိနေတဲ့ Elite second torrent လုံးပါလီတာနီးနဲ့ထပ်ပတ်သိမ်းပိုက်ဝိုင်းနေပဲ inner torrent နေဖြစ်တဲ့၃လိန်လုံးက inner torrent နေလုံးဝမရှိတော့ဘူးဒီရောက်ကိုတကုံ university ဘလို့ပြန်လဲပြီးတော့ campus လာမယ်လလုံးစင်နေထိုင်ရပြန်ချိရမယ်ဆိုရင်တော့အရန်လွယ်ကူတဲ့အခြေအနေတခုတော့မဟုတ်ဘူးဗျာလီတာ damage output ကတော်တော်လေးတော့များနေပြီဗျာ resist အနေနဲ့တော့ damage ကိုတော်တော်ကြီးစားသုံးလိုက်ရတာမျိုးမြင်ရတယ်တကယ်ကြည့်ရမယ်ဆိုလို့ရှိရင် DGU အနေနဲ့ဆို damage ကိုကျွန် mid lane မှာ sort ထားရတဲ့အတွက်အရင် durability ခံနိုင်မှာမဟုတ်ဘူးဗျတစ်ခါဝင်လာတဲ့ damage ကိုသူတို့ဘယ်လိုမျိုးပြန်ရှင်ဆိုင်မလဲဆိုတော့မိကုန်းတစ်ခုကလည်းကြံနေလုံးမယ်လော့ဘဘူက20 second ဆိုတဲ့အတွက်ကြောင့်မလို့တော့ low five မှာ AN eSport ready position စပြီးရယူနေပါပြီရှီတက်လို့မလွယ်လောက်ဘောနော် Messi အားလဲကျွန်ပုံမှန်တိုင်းဆိုရင်တော့ Helder ကျွန်တော်တစ်ခါ jungle resource ကိုသွားနှောက်မယ်ဆိုတာကျွန်တော် ကောင်းကောင်းကြီးတည်တယ်ဒါပေမဲ့ air fan အဲ့လောက်ထိနှောင်းနိုင်မယ်လို့ကျွန်တော်လုံးဝမတွက်ထားခဲ့ဘူးပေါ့နော်ဒီချိန်မှာ air fan လုံးဝကြိုးကြည့်နေတဲ့ပုံစံတစ်ခုမှာတော့ဒီ lock ကိုလာလူဖို့တော့ကလည်းမလွယ်တော့ vans ကျော်သွားပြီတကယ်တယောက်တည်း solo တော့ပြစ်နေတဲ့အခါမှာသူ့အနေနဲ့ pick ပေးလိုက်ရတယ်ဒါပေမဲ့ mass man မရှိတော့တဲ့နောက်မှာ air sport ဒီ low တိမ့်ပိုက်လို့သွားခဲ့ရွယ်ဖြစ်ပါ रे အော် air sport အနေနဲ့တော့ဟိုဒါတစ်ဖက်က mass man ကိုစောစီးအဆုံးတက်လိုက်ပြီးတော့ပဲ low ရောပါထပ်ပြီးရယူခဲ့လိုက်တယ်ဗျအဲ့လိုကြောင့်မလို့ long net to advantage ဘယ်လောက်ထိရအောင်ရှာသွားနိုင်မလဲတော့ကြည့်ရမယ်ဒီမှာလည်း dgu သူတသိန်းလုံးကျွန်တော် defend တွက်တော့9ရောက်လုံးပြန်ส่งတဲ့အချိန်တွေတခုတော့ရောက်ရှိပြပါအောင်မယ်ဟုတ်ကဲ့ဒီကျွန်တော်ဒီအချိန်မှာတော့ဒါ high ground defensive တခုပဲဆက်လက်ပြီးတော့ကြည့်ရှုရမှာပေါ့နော် DGU ဒီပုံစံတိုင်းသာဆိုရင်တော့ game number 1ပြန်လဲပြီးတော့အနိုင်ရရှိဖို့အတွက်ကတော့ really ခင်းရင်မယ် online မှာတက်လာတဲ့ create auto နဲ့အတူဒီခါလေးပဲတက်ဖို့တော့ကြိုးစားတာ front out guardian သုံးပြီးတော့ပဲရှိနေ create account တော့သူဖြည့်ရှင်းပြီးွားပြီဒါပေမဲ့တကယ်အရေးကြီးွားရယ်ဆိုတော့လော့ကအခုထိမဖြည့်ရှင်းရသေးဘူးဗျဟုတ်လော့တော့ကျွန်တော်မဖြည့်ရှင်းရသေးဘူးအဲ့တော့ကျွန်တော် DGU ကျွန်တော်ဘလိုမျိုးတွေ log fire အတွက်သူ defensive စိုင်ကောင်းမလဲတော့ပြန်ကြည့်ရမယ်အလီတာရောက်ရှိနေရင်းနဲ့ပဲကျွန်တော် grave vision ကြာမှာ၃ရုံတော့မြင်နေကျွန်တော်ဒါ mid lane နဲ့ပေါ်လိမ့်ပါတယ် create push နေတဲ့အနေထားတစ်ခုလောရတော့ကျွန်တော်ဒါ online mega tower စပြည့်ယူထားရတယ်ဗျာ plan အနေနဲ့နည်းလေးမှားယုံသွားတဲ့အခိုက်အတန့်တစ်ခုမှာ speed up disruption နဲ့ပဲ hero key ပေးလိုက်ရပြီ mid lane မှာရှိနေတဲ့ tower တစ်လုံးကိုတော့ vance အကောင်းဆုံးကာရားသေးရဲ့ဗျာ online မှာတက်လာပြီး low free တဲ့သူ mega talent ကိုတော့ခွင့်ပြုပေးလိုက်ရတယ် 4v5 situation တစ်ခုမှာ spacer sense နာတာ rusudi ace ပြန်လဲ4ပတ်သွားတယ်မကိုင်းနေဝင်နေပဲလွတ်မြောက်လို့သွား mid lane mega tower တစ်လုံးကိုတော့ ai sport ထပ်မှန်ပြီးတော့တိမ့်ပိုက်လို့သွားခဲ့ပြန်ပြီဗျာ oh first law နဲ့အထူးတော့ကျွန်တော် ော်ရေးဒါအဲ့ကိုစူးစမ်းခဲ့ပေမဲ့အဆင်မပြေခဲ့တာမျိုးတော့မြင်ရတဲ့ထောင်မှာလည်း DGU ပြန်တော့တက်လာနေပြီဗျာဆိုတော့ Novaria Sphere 2တဲ့ပုံစံကိုအလေးတာ ပြရတော့ one speed လောက်တော့ကြံနေရုံပဲ။ migration နောက်မှလည်း resist ဝင်လာဖို့ကြိုးစားမယ်လည်း net rookie ချိန်မှာ body ခုခုတော့ကြိုးစားပေးထားသေးရဲ့။ cycle again ဟိုးတဲ့ဒီမလိုက်တော့မယ်လည်းမရသေးဘူးဗျာ။မစိုးတော့မစိုးဘူးဗျာ။ flicker လေးတော့သူရလိုက်တယ်ဗောနော်။ alida ကြီးကနေပြီးတော့ flicker down လိုက်တဲ့အထွက်ကြောင့်သူ9မိနစ်လောက်တော့ alida အနေနဲ့အဲတေချာလေးတည်ထားပြီးနေမှာတော့ရမယ်ဗျာ။ခုနအနေထားရပြန်ကြည့်ရမယ်ဆိုရင် fine star shatter က hero nature ရပြန်ပြီးတော့ buff ပေးတဲ့ hero တစ်ကောင်အနေနဲ့တော်တော်လေး damage ထွက်တော့တွေ့ရတယ်။ KDA က024အရင်ကောင်းနေတဲ့ပုံစံတစ်ခုတော့မဟုတ်ဘူးဆိုပေမဲ့ imbue rate နဲ့ပြည့်တဲ့ damage damage ကြောင့်လည်းပါသလိုပြီးတော့သူ့ရဲ့ဒီအစွန်ဖျားလေးနဲ့သွားပြီးတော့ထိလိုက်တာလည်းပါတယ်ပေါ့နော်အဲ့လိုမျိုးသားကျော်ဒီ die ရိုက်သွားပြီးတော့ elite စီ damage တွေတက်ရောက်လာမယ် online ကြီးကျင်းလိုက်ကြီးသွားပြီးတော့ထိမယ်ဆိုရင်တော့ သေးကြတဲ့အလီဒါစီကဘောင်ဒီကေးလေးသူတို့ပြန်ပြီးရရမယ်ဆိုရင်တော့အနေငယ်တော့သူတို့ပြန်ပြီးခေါင်းမောနာလိုက်နေမယ်ဗျ။อืมဟုတ်တယ်ကျွန်တော်ဒါကိုလေးမှပြန်ကြည့်ရမယ်ဆိုလို့ရှင်တော့ဖာမင်းကွာချာချက်ကတော်တော်လေးမြင်မားနေပဲ3000လောက်ထိပါကွာနေတယ်။ဒါပေမဲ့မော့စကောကြီးအတွက်စပီထွန်းတဲ့တီတော့ပြီးသွားပြီဗျ။အဲ့တကြောင့်မလို့သူစပြီးပြစ်မယ်ဆိုလို့ရှင်ဒမ်းမီတော့ရှိနေပြီ။သို့တော့သူ့အတွက်ကကျွန်တော်ဒါဆေးပြစ်စရာဝေယောနေချရတော့မကြံသေးဘူး black ဆော်ရီယောဖုန်းနဲ့ပြေးလိုက်ထားမယ်လေဗန်စ်နောက်ကတော့တဖြည်းဖြည်းချင်းနဲ့စုတ်သွားနေတော့မယ်ဗျာကဲဆိုတော့ဗန်စ်အနေနဲ့ကတော့ပြန်လဲပြီးတော့လွတ်မြောက်သွားပြီဒါပေမဲ့လည်းသူ့ရဲ့ teammate ကောင်ပေးသွားတဲ့အချိန်မှာ Walter အလီဒါအန်စတရီမေဂျော်ဖက်စ်ကိုမထပ်သိမ့်မလို့မှာဒက်ပကေရှက်တောင်းအလီဒါပြန်ကျသွားခဲ့တယ်အေးသုံးကောင်လုံးကြီးသွားပြီးတော့ထိန်းတဲ့အချိန်မှာ Blood Gown in what the down ပြန်ထားတဲ့အချိန်မှာအော်ပြန်ဝင်သွားတဲ့နောက်မှာ Ace နေနဲ့ Mega KD မှာပေးလိုက်ရရင်လည်း fine တကောင်နေတဲ့ကာရောမဲ့ခိုင်တဲ့တခုမှာတော့အရန်မလွယ်ကူတော့ပါဘူးဗျာ yeah he was three man alive ဆိုအနေထားတခုတောင်းလျှောက်နေတော့သူတို့ကိုပြေးချိုးလိုက်ရဲနေပဲ7မိနစ်50စက္ကန့်ဆိုတဲ့အချိန်တခုမှာတော့9 wave ကို shot တွေ့သွားခဲ့ပြီပဲဖြစ်ပါတယ်အိုးဒီနေရာမှာတော့ကျွန်တော်